မိဘပြည်သူများခင်ဗျာမိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်းပဲဒီနေ့ဒီနေ့ဆက်ပြီးကျင်းမော်နယ်ဆက်နိုင်52မိနစ်ခန့်မှာဒီဂျီရိုကောင်စီနေပြီးမန္တလေးတိုင်းစကားတိုင်းဒေသကြီးနဲ့တချို့ဒေသတွေမှာဒီလေလှုပ်ခမှုဖြစ်ခဲ့ပါတယ်ဖြစ်ွားတဲ့နေရာတော့မန္တလေးမြို့ရဲ့အရှိမြောက်ပဲ20ကီလိုမီတာခန့်အကွာမှာဘိုးဘီပြီးတော့ညောင်10ကီလိုမီတာအနက်မှာလှုပ်တယ်လို့ကျွန်တော်သိရပါတယ် တုတ်တဲ့အဆင့်ကတော့ register scale 0.8 scale ရှိကြအောင်အဆင့်ရှိကြအောင်ဒီအဲ့ဒီငလျာအလုံးပြင်းထန်တဲ့ငလျာတစ်ခုဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်နောက်ဆက်တဲ့ငလျာများလည်းဆက်တဲ့ပြောချခဲ့တာရှိပါတယ်ဒီလိုချမ်းမှုကြောင့်ထိခိုက်ပျက်စီးမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပျက်စီးမှုများပြားပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပို့တယ်တရင်ပို့တဲ့ဒီရင်ပို့ကြရတော့နေပြီးတော့ကောင်းစီနေမြို့မှာ 96ရောက်စကိုင်းမြို့ပါ78ရောက်ကြောက်ဆယ်ပါ30ရောက်စုစုပေါင်း140ရက်ကြီးရောက်တေဆုံကျောင်းနဲ့ဒါရရတော့ဒီပြည်တော်ကောင်းဖြစ်နေပြီပဲ132ရောက်စကိုင်းမြို့ပါ300ရောက်နဲ့ကြောက်ဆယ်မြို့ပါစီစီဆယ်အလုံးပေါင်း932ရောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ် တချို့နေရာတွေမှာလည်းအတိုက်တွေပြိုကျတဲ့အကြောင်းဒီတိုက်တွေလည်းပြန်ပြီးတော့မှဆက်တဲ့လုပ်ငန်းတွေကျွန်တော်လုပ်နေဆဲဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါဘူးဒီလိုမိဘတွေများနေတယ်လေဒီငလင်းတဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်းအန္တရာယ်ကိုငလင်းတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအကျယ်ပြန့်စလာလို့ခုရှိတဲ့အကြောင်းတက်နေတဲ့ဝန်ကြီးကြီးပြီးဖို့ကျွန်တော်တို့မြေတားရက်ခတ်လို့ပါတယ်ကျွန်တော်နေတယ် ဖြစ်ပေါ်တဲ့ဒေတာအားလုံးကိုလည်းအရေးပေါ်အခြေအနေကြီးရထားပြီးတော့ဒီမအကူအညီများပေးနိုင်ပေးနိုင်မှုတွေအခုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးခင်ကပဲအာဟာစင်တာနေပြီးတော့လက်ထံမှာရေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ထံမှာကိစ္စကိစ္စပစ္စည်းပို့ဖို့ကာလနာနာရှိတယ်လို့ပြောထားတယ်။ခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။ဒါတော့မြေသည့်နိုင်ငံမြေသည့်အခွင့်အရေးမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရရှိလို့ ်ရွေးပြည်သူမြေသူများမဆိုနော်ကုညီနိုင်ဖို့ကျွန်တော်ဖိတ်ချလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်